မင်္ဂလာပါဒီနေ့မှမျှဝေပေးတင်တာကတော့ဖုန်းနံပါတ်လည်းသုံးစရာမလိုဘူး Gmail လည်းသုံးစရာမလိုပဲနဲ့ Facebook အကောင့်ဖွင့်တဲ့နေ့လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကတော့ကို့မှာ Facebook အကောင့်တစ်ခုရှိတယ်ပေါ့နော်ဒါပေမဲ့နောက်ထပ်အကောင့်တစ်ခုသုံးကျင်တဲ့မိတ်ဆွေတွေအတွက်ဒီနည်းလေးနဲ့ဖုန်းနံပါတ်လည်းမလိုဘူး Gmail လည်းမလိုပဲနဲ့အကောင့်သင်းဖွင့်တဲ့နေ့လေးကိုမျှဝေပေးမှာဖြစ်ပါတယ် ီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ Facebook application လေးရဲ့ကိုနှိပ်ပြီးတော့ဝင်လိုက်ပါပြီးရင်တော့ဒီမြင်းချောင်းသုံးချောင်းနဲ့မီနူဘာကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီအောက်နာက create new profile or page ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တို့က Facebook account အသေးတစ်ခုကိုဖွင့်မှာဖြစ်တဲ့အတွက်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့အောက်နာကနေကိုနှိပ်လိုက်ပါ ပြီးရင်တော့ဒီနေရာမှာကိုဖွင့်မဲ့ Facebook အကောင့်ရဲ့နာမည်ကိုရိုက်ထည့်လိုက်ပါပြီးလို့ရှိရင်တော့ဒီအနာက continue ကိုနှိပ်လိုက်ပါဒီနေရာမှာ profile ထည့်မယ်ဆိုရင်လည်းရတယ်ပေါ့เนาะကျွန်တော်ကတော့ profile ပုံမထည့်သေးဘူးเนาะ ောက်က continue ဖို့နေပါဒီနော်ဒီအနာက create profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ ပြီးရင်တော့ဒီနေရာမှာတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Facebook account profile ပုံထည့်မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ထည့်လို့ရတယ်။မထည့်ကျင်သေးဘူးဆိုရင်လည်းကြော်ဝါလို့ရတယ်ပေါ့နော်။ဒီနေရာမှာကာဘာပုံထည့်မယ်ဆိုရင်တော့ဒီနေရာလေးကိုနှိပ်ပြီးတော့ထည့်ပါ။အဲပြီးရင်တော့အောက်နာကနှိပ်ကိုနှိပ်လိုက်ပါ။အဲအောက်နာကနှိပ်ကိုနှိပ်ပြီးတော့ကျွန်တော်ဆက်သွားမယ်။ပြီးရင် continue ကိုပဲနှိပ်ပြီးတော့သွားမယ်။ ပြီးရင်ဒီနေရာမှာတော့ group ကိုကဘယ် group ကိုကြိုက်လဲပေါ့နော်ကိုက group ကြိုက်လို့ group ဝင်လာခြင်းနဲ့ဆိုရင်ဒီနေရာမှာလိုက်ပြီးတော့နှိပ်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအောင်နာကနှိပ်ကိုပဲနှိပ်ပြီးတော့ဆက်သွားမယ်ဒီနေရာမှာ follow လောက်တာခြင်းလေရတယ်ပေါ့နော်ကိုကြိုက်နှစ်တက်ရအဲကိုကြိုက်နှစ်တက်ရပေးတွေကိုလိုက်ပြီးတော့ follow လောက်ထားလို့ရတယ်မလောက်ချင်ဘူးဆိုရင်လည်းရတယ်ပေါ့နော်ပြီးရင်နှိပ်ကိုပဲနှိပ်ပြီးတော့ဆက်သွားမယ် ဟိုနော့နောင်လည်းပဲကျွန်တော်ဆက်သွားလိုက်မယ်ပြီးရင်ဓာတ်ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook account တစ်ခုကိုဖွင့်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်အဲဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ဒီမှာနော်ဒါကျွန်တော်အခုဖွင့်ပြလိုက်တဲ့ Facebook account ပဲဖြစ်ပါတယ်ဒါကတော့အဲစောစောတုန်းကကျွန်တော်သုံးနေတဲ့ account ပေါ့နော် ဒီအကောက်တွေကိုအခုကျွန်တော်ဖွင့်လိုက်တဲ့အကောက်တွေကိုနှိပ်ပြီးတော့ကျွန်တော်ဝင်ကြည့်ရအောင်ဒီနေရာမှာကိုက profile ပုံထည့်ခြင်းလည်းရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က profile ပုံထည့်မယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့ထည့်ပါ cover ပုံထည့်မယ်ဆိုရင်တော့ဒီနေရာကိုနှိပ်ပြီးတော့ထည့်ပါဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေများဖုန်းနံပါတ်လည်း300ရမလို့ Gmail လည်း300ရမလို့ပဲနဲ့ Facebook အကောင့်အသေးတစ်ခုဖွင့်တဲ့နည်းလေးကိုပြုလုပ်တတ်လိမ့်မယ်လို့ယုံကြည်ပါတယ် ကျွန်တော်ကဒီနေ့မှာတော့ဒီလောက်နဲ့ပဲရန်နာဝင်ပြုပါ